ဒီမိုကရက်တစ်မြန်မာအသံ DPP ရဲ့နိုဘမ်ဘာ12ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ရွှေကုတ်ကိုမျိုးတစ်ထူထောင်တဲ့ကြားဖြန့်ကောင်းဆောင်ကိုတရုတ်နိုင်ငံသို့လွှဲပြောင်းပေးအပ်လိုက်တဲ့သတင်း၊ရခိုင်တနင်္လာရီနယ်မြန်မာပြည်အလဲပိုင်းဒေသတွေကိုစစ်ကောင်စီကအပြင်းအထန်ဘုံကျဲတိုက်ခိုက်နေတဲ့သတင်းနဲ့မေယောခန်တိုင်းပြည်အတွက်တက်ဆွမ်းသမျှဆက်လုပ်သွားမယ်လို့အစိုးရဖြူဖြူကြော်သိန်းကပြောကြားလိုက်တဲ့သတင်းတွေနားဆင်ကြရမှာပါ။ ိုင်းနိုင်ငံဘန်ကောက်မှာအွန်လိုင်းလောင်းကစားမှုနဲ့အကျဉ်းချခံနေရတဲ့ရွှေကုတ်ကိုမျိုးတစ်ထူထောင်သူအွန်လိုင်းလိမ်လည်မှုကြားပြန့်အဓိကကောင်းဆောင်ရထိုင်း International Holdings Group ဥက္ကဋ္ဌရှီကြည်ကျန်းကိုထိုင်းအာဏာပိုင်တွေကဒီကနေ့နိုဝင်ဘာ12ရက်မွန်းလွဲပိုင်းမှာတရုတ်အာဏာပိုင်တွေလက်ထဲလွှဲပြောင်းပေးလိုက်ပြီလို့ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။ထိုင်းနိုင်ငံ CIMB ဗဟိုရဲတပ်ဖွဲ့ဤပညာဆိုင်ရာရာဇဝတ်မှုနှိမ့်နေရေးရဲတပ်ဖွဲ့အကျဉ်းဦးစီးဌာနနဲ့တရုတ်နိုင်ငံဆိုင်ရာတန်ယုံကတာဝန်ရှိသူတွေဟာရှီကြည်ကျန်းကိုတူပနာဘူမိ၄စိတ်ကိုခေါ်ဆောင်လာပြီး၄စိတ်မှာအသင့်ဆောင်ဆိုင်နေတဲ့တရုတ်ပြည်သူလုံခြုံရေးဝန် ရေးဌာနတာဝန်ရှိသူတွေလက်ထဲကိုဒီကနေ့မိုးလဲနှစ်နာရီကျော်မှလွှဲပြောင်းပေးခဲ့တာပါတရုတ်နိုင်ငံကအလို့ရှိနေသူကိုအခုလိုလွှဲပြောင်းပေးအပ်တဲ့အတွက်တရုတ်တန်ယုံနိုင်ငံရေးအတိုင်ပင်ခံမစ္စတာကြောင်မင်ထောင်းကထိုင်းတာဝန်ရှိသူတွေကိုကျေးဇူးတင်ကြောင်းပြောကြားပြီးရှီကြည်ဂျန်အားပီကင်းနိုင်ငံတကာလေဆိပ်ကိုဓာတ်ရိုက်ခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်ရှီကြည်ဂျန်ကိုအခုလိုလွှဲပြောင်းပေးအပ်တာဟာပြီးခဲ့တဲ့နိုဝင်ဘာ10ရက်ကဗဟိုတရားရုံးရဲ့စီရင်ဆုံးဖြတ်ချက်အရာဆောင်ရွက်တာလို့ထိုင်းမျိုးသားရဲတပ်ဖွဲ့ဒူရဲချုပ်ဂျီယာဖူဖူရီဒက်ကပြောပါတယ်လက်ရှိအသက်43နှစ်အရွယ်ရှီကြည်ဂျန်ဟာအရှိတောင် အရှောက်မှာအွန်လိုင်းလောင်းကစားဒိုင်ပေါင်း239နေရာကိုကျိုးကင်နေသူဖြစ်ပါတယ်။သူတရုတ်ပြည်ရောက်သွားရင်တေးတန်အဖြစ်ပေးခံရနိုင်တာကြောင့်ကမ္ဘောဒီးယားနိုင်ငံသားခံယူထားတဲ့သူကိုတရုတ်နိုင်ငံမှာပို့ပဲကမ္ဘောဒီးယားအစိုးရထံသာလွှဲပြောင်းပေးဖို့တောင်းဆိုခဲ့ပါသေးတယ်။သူ့ရဲ့ရှေ့နေတွေကလည်းဗဟိုတရားရုံးကိုအယူခံလျှောက်ထားပေမဲ့ဗဟိုတရားရုံးကရပ်ပေါင်း90အတွင်းတရုတ်နိုင်ငံကိုပြန်လည်လွှဲပြောင်းဖို့အစီရင်ဆုံးဖြတ်ခဲ့ပါတယ်။ တနင်္လာရီတိုင်းဘိတ်ခရိုင်မောတောင်မြို့နယ်ထဲမှာနိုဝင်ဘာ17ရက်မနေ့ညကစစ်ကောင်စီတပ်နဲ့ကရင်လက်နက်ကိုင်တော်လိုင်းအဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပြီးဒေသခံ900ကျော်ထိုင်းနိုင်ငံပရာချုခီရီခန်ခရိုင်စင်ခွန်ဂိတ်အနီးကိုတင်းရှောင်လာကြတယ်လို့ချွန်ဖွန်းဒေသတွင်းသတင်းမှာဖော်ပြပါရယ်မနေ့ည17:10မိနစ်လောက်ကစင်ခွန်မြို့နယ်အနီးမောတောင်မြို့နယ်မောတောင်အုပ်စုထဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ကရင်လက်နက်ကိုင်တော်လိုင်းတပ်ဖွဲ့တွေကြားပစ်ခတ်မှုရှိခဲ့ပြီးစစ်ကောင်စီဘက်က K60 မမ K82 မမနဲ့ K120 မမမော်တာလက်နက်ကြီးတွေနဲ့28ကြိမ်လောက်ပစ်ခတ် က်ခဲ့ပါတယ်။အဆိုပါနေရာဟာထိုင်းနယ်စပ်နဲ့1ကီလိုမီတာခန့်သာကွာဝေးပေမဲ့ထိုင်းဘက်ကတော့ကြီးစံတွေကျလာတာမရှိပါဘူး။ဒါပေမဲ့ဒေသခံ900ကျော်လောက်တော့စင်းခွန်နယ်စပ်ကအင်းဒီကိုတိမ်းဆောင်လာကြပါတယ်။မြန်မာဘက်ကပြစ်ခတ်တံတွေကြောင့်ထိုင်းဘက်ချမ်းတွေရွာသားတွေလည်းထိတ်လန့်ပြီးလူ90လောက်စင်းခွန်ဂိန်းနာကဘုံကြီးเจ้าမှာတွားရောက်ခလုံးခဲကြရတယ်လို့သတင်းမှာဖော်ပြပါတယ်။ ။သကိုင်းတိုင်းကဏီမြို့နယ်အရှိချမ်းဝင်မနာစေးယုံကိုစစ်ကောင်စီတပ်ကနိုဝင်ဘာ17ရက်မနက်9နာရီမှာစစ်တပ်လေးဒီနဲ့ဘုံကျဲတိုက်ခိုက်သွားလို့အနည်းဆုံးပြည်သူ၈ရောက်သေဆုံးပြီး50ကျော်ဒဏ်ရာရသွားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ခင်ဦးမြို့နယ်ထဲမှာလည်းနိုဝင်ဘာ17ရက်မနက်ပိုင်းနဲ့နေ့လယ်ပိုင်းတွေမှာစစ်တပ်ကမြေပြင်စစ်ကြောင်းနှစ်ကြောင်းနဲ့တပြိုင်တည်းဝင်ရောက်လာတဲ့အတွက်ဒေသခံပြည်သူ9000ကျော်ထွက်ပြေးနေကြရတယ်လို့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လည်းအမျိုးသမီးတစ်ယောက်သေဆုံးက2ရောက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါဗျ။မကွေးတိုင်းမြိုင်မြို့နယ်မှာတော့စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာနိုဝင်ဘာ ာစစ်တရက်မှာစစ်ဆောင်တဲတွေကိုမိရှို့ဖျက်ဆီးပြီးပြည်သူ9ရောက်ကိုတစားကန်အဖြစ်ဖမ်းဆီးခဲ့တယ်လို့မန္တလေးတိုင်းနထိုးချင်းမြို့နယ်ထဲမှာလည်းနိုဝင်ဘာ9ရက်ညနေ6နာရီခွဲဝင်းကျင်ကစစ်ကောင်စီတပ်ဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့တာကြောင့်ကလေးငယ်တယောက်အပါအဝင်3ယောက်တေဆုံးသွားခဲ့တယ်လို့ကုညင်ဆောင်ရွက်ပေးနေသူတွေစီကနေသိရပါဗျာ။ တော်လန်အမှုပညာရှင်တယောက်ဖြစ်တဲ့နမကြီးဆိုတော့ပြူပြူကျော်သိန်းဟာပြည်သင်းနိုင်ငံမှာကျင်းပတဲ့2025ခုနှစ် Climate Ila ကံမှာတက်ရောက်မေကွန်းပြောကြားခွင့်ရခဲ့ပြီးသူကမေရော့ခံထားရတဲ့နိုင်ငံအတွက်ဖွင့်ထုတ်ပြောဆိုဖို့တက်နိုင်သမျှဆက်လက်လှုံ့ဆော်သွားမယ်အကြောင်းပြောလိုက်ပါတယ်။ကျွန်မဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာပါ။မေရော့ခံထားရတဲ့နိုင်ငံအတွက်ဖွင့်ထုတ်ပြောဆိုဖို့တက်နိုင်သမျှဆက်လက်လှုံ့ဆော်သွားမှာပါ။ကျွန်မတို့မေရော့သွားမှာမဟုတ်ပါဘူး။ဒီနေ့မှာတော့ငြိမ်းချမ်းမှုနဲ့တရားမျှတမှုဆိုတာတွေပြန်ရောက်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်လို့ပြူပြူကျော်သိန်းကပြောပါတယ်။အခုနှစ်ရဲ့6ချိန်မြောက် Climate Ila ကံကိုပြီး းခဲ့တဲ့နိုဝင်ဘာ9ရက်ကနေ10ရက်အထိကျင်းပခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံဘွားတေးတန်ရှင်တက်ကြွလှုပ်ရှားသူကုလသမဂ္ဂပြည်ပဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့တန်တမန်တယောက်လည်းဖြစ်တဲ့ဖြူဖြူကျော်သိန်းကဒီညီလာခံမှာတက်ရောက်ခွင့်ရခဲ့တယ်လို့အဖွဲ့တချင်းကိုစပိန်ဘာသာနဲ့တီဆိုခဲ့တာကိုတွေ့ရပါတယ်အဆိုတော့ဖြူဖြူကျော်သိန်းဟာစစ်ကောင်စီအာဏာသိမ်းခဲ့တဲ့ကပြည်သူနဲ့အတူရပ်တည်ခဲ့တာကြောင့်နိုင်ငံတွင်းကနေထွက်ပြေးတင်းရှောင်ခဲ့ရပြီးတော့သူ့ရဲ့တိကိတာပွဲတွေကနေရရှိတဲ့ရန်ပုံငွေတွေကိုစစ်ရှောင်းတွေနဲ့တော်လရင်အင်အားစုတွေကိုလှူဒန်းနေတာလည်းဖြစ်ပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းရိုဟင်ဂျာဆက်လီတိမ်မှမှုဖြစ်ရက်ကဒုက္ခသည်တွေရဲ့အခြေအနေတွေပိုပြီးတော့ဆိုးရွားလာနေတယ်ဆိုတာကိုမိမောင်းထိုးပြနေတယ်လို့အပြည်ပြည်ဆိုင်ရာလူငယ်ချမ်းသာခွင့်အဖွဲ့ AI ကနိုဝင်ဘာ10ရက်မှာပြောလိုက်ပါတယ်။ထိုင်းမလေးရှားနေဆက်အနာကမလေးရှားရေပိုင်နဲ့လန်ကာဝီကမ်းလွန်မှာနှိမ့်မြုပ်သွားတဲ့ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ရွှေပြောင်းနေထိုင်သူတွေတေဆုံးမှုနဲ့ပတ်သက်ပြီးတော့အခုလိုထုတ်ပြန်လိုက်တာပါ။ AI အဖွဲ့ရဲ့မြန်မာနိုင်ငံဆိုင်ရာသုတေသီဂျိုးဖရီမန်ကအရှိတောင်အရှာပင်လယ်ပြင်နဲ့နောက်ဆုံးဖြစ်ပွားခဲ့တဲ့ခြေကွဲပွဲဖြစ်ရာမြန်မာနိုင်ငံကပြည်ပခါတွေနဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေကနေထွက်ပြေးလို့ ွမြောက်ဖို့ကြိုးစားကြတဲ့ရင်ဂျာမွတ်စလင်တွေရင်ဆိုင်နေရတဲ့အတက်အနေရရှိတဲ့အခြေအနေတွေနဲ့ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေအတွင်ကဆိုးရွားလာနေတဲ့အခြေအနေတွေကိုထပ်မံပေါ်လွင်စေပါတယ်လို့ပြောပါတယ်။နင်းမြုပ်သွားတဲ့ဆက်လေပေါ်မှာရိုဟင်ဂျာ90လောက်ပါတယ်လို့ယုံကြည်ရပြီးလူ130လောက်လိုက်ပါလာတဲ့တခြားလေတစည်းရဲ့အခြေအနေကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့မလေးရှားအာဏာပိုင်တွေကပြောထားပါတယ်။